အားလုံးပဲမင်္ဂလာပါဒီဘက်မြောက်ဝပြီးသွားမဲ့အကြောင်းအရာတော့ဂလီနာခေါ်တဲ့ခဲတတူရိုင်းဖြစ်ပါတယ်ဂလီနာဆိုရင်ဒက်ဆာဖိုက်မှာလာတဲ့သဘာဝတွင်ထွက်တမျိုးဖြစ်ပါတယ်သူရဲ့ဓာတုသင်္ကေတမှာ PBS ဖြစ်ပါတယ်တနည်းအားဖြင့်ခဲတတူရိုင်းတမျိုးလည်းဖြစ်ပါတယ်ဒီခဲတတူရိုင်းမှာခဲပြင်ငွေတတူရိုင်းလည်းပါဝင်နိုင်ပါတယ် အီဂျီတို့ခေါ်ရင်ငွေတတိယပါဝင်နိုင်ပါတယ်ဒါကြောင့်ကလီနာငွေခဲတို့ထုတ်ယူနိုင်တယ်တတိယတမျိုးဖြစ်ပါတယ်ဒါအပြင်ခဲနဲ့တတို့ဟာနာမည်နဲ့အသုံးပြုပုံဓာတ်ကုန်တတိတွေမှာ ကွဲပြားတော့လဲဝိဝိရသဘောရအတူတွဲဖြစ်ပေါ်လေးရှိပါတယ်ဥမာစင်ညီမနိုင်ငံမှာရှိတဲ့ဘောရင်တတုတွင်ကြီးမှာဆိုရင် lessons slipper ကဲတော့ငွေ၃မျိုး၃ခုပေါင်းဆက်ထွက်တဲ့တတ္ထုတွင်ကြီးဖြစ်ပါတယ်။ညီမညီမတော့အရက်ခေါ်ခဲဆိုတာတော့ဂလီနာပါဝင်ခဲမဖြူဖြိုင်နဲ့တင်းတန့်စခြင်းပေါ့။တို့လေဒေတာကံများကခဲလို့ခေါ်ကြတယ်။ဒါပြင် ခနောက်စိန်ခေါ်အန်တီမိုနီအရက်၃မှာလည်းခဲလို့ခေါ်ကြပါတယ်။ယခုဖို့ပြပါအเจ้าရာခဲရတော့ဂလီနာခေါ်တဲ့ လက်ခဲဖြစ်ပါတယ်ခဲပြင်ပြီးလို့ထားတယ်ဗတိခဲလက်ဖြစ်ပါတယ်ရှေးခါပုံပြီမြို့ဟိုမှာခဲတတပြီညီပိုက်တွေ့ထားတာကိုတွေ့ကြရပါတယ်ဒါကိုကြီးကြီးအဖြစ်ယောမခေကယောမသားတို့တွေဟာရေပိုက်တွေ့ခြင်းဟိုသုံးပြီးနေဖြစ်ကြောင်းသိရှိရမှာဖြစ်ပါတယ်ယောမအင်ပါယာကြဆင်းသွားခြင်းမှာလဲပရိသေလူတွန်းစားများဟာခဲစိတ်တင်နေတယ်လူယူဆကြပါတယ် ခဲစိတ်တင်ခြင်းကြောင့်လည်းမြို့သူများမိဖွားခြင်းမှလည်းထိခိုက်ရတယ်လူယူဆထားကြပါတယ်။အောက်တန်းလွာများဟာဝိုင်းကွက်ကိုခဲကွက်နေမှုပဲမြေကွက်နဲ့တောက်ကြရပါတယ်။ရတာဘူကောင်းစီရဝိုင်းကလေးကိုခဲမှုနေငယ်စီထည့်ပြီးတော့တောက်ကြရလို့ဆိုပါတယ်။ဂလီနာလို့ဆိုတဲ့အခေါ်ကတော့ဂရိဘာသာစကားမှာဆင်းသက်လာတာဖြစ်ပြီးတော့အတိပေကတော့ခဲတတိယိုင်လို့ဒိပေရပါတယ်။ရှင်းရှင်းခင်များစွာတဲ့ကထိခြားစွာတိတာနေတဲ့ တတ္ထုတစ်မျိုးလို့ဆိုရပါမယ်။ရှေးအီဂျစ်တွေကတော့ရှေးဟောင်းအီဂျစ်တွေကတော့ဂလီနာခဲမှုန်တွေကိုမျက်နှာအလှပြင်ခြေတရာမှာနောက်မြခန်းစူးစီမျက်လုံးပေါင်းညစူးစီများအဖြစ်သုံးမိကြတယ်။နောက်မျက်နှာမျက်လုံးရောင်ခြေပစ္စည်းများပင်သုံးမိကြတယ်။ရှေးဟောင်းအီဂျစ်တွေရဲ့အကိယနီးနဲ့ဂလီနာကိုရှေးတက်ရွှေတတ္ထုသို့ပြောင်းပြီးထုတ်နိုင်တယ်လို့ယုံကြည်ကြတာလည်းရှိပါတယ်။ဘုံဝိရပညာရှင်များအနေနဲ့ဘုံဝိရနေပယ်မှာ ဂရီနာကိုရေဘူးပြတ္ထုကျော်အနေကျတိုက်များမှာအခြားစာဖိုက်တွင်းတွင်းများနဲ့ဆက်ဆက်ဖြစ်ပေါ်နေလို့ယူဆကြပါတယ်ဂရီနာစပယ်ရာရိုက်ဖလိုရိုက်ကယ်ဆိုက်ဒီတွင်းထွက်တွေနဲ့တွဲဖက်တွေ့ရှိရလေးရှိပါတယ်ကဲနဲ့တော့အများစုကိုအပူချိန်နဲ့ရေဘူးပြော်ကြီးများမှာအခေါက်ပေါက်များဖြည့်ခြင်းစားတို့ဝင်ရောက်ခြင်းတို့ကြောင့်ဖြစ်ပေါ်လာစေတယ်လို့လည်းယူဆထားကြပါတယ်သူတွင် limestone နဲ့ dolomite တို့မှာ အဖြစ်များရပါတယ်တွေ့ရများပါတယ်ဂလီနာရဲ့ထူခြားတဲ့အရာကတော့ခဲရောင်ပြီးနေတဲ့မိခိုးရောင်ဖြစ်ပါတယ်ရောင်လက်အနေနဲ့သတ္တုရောင်လက်ကိုပေးပြီးတော့လက်ဖြင့်ကြိုက်ကြည့်ရင်ခဲရောင်ပြီးကြံနိုင်ပါတယ်လေးတော့မုံတရန်နော်ကျုပ်ပုံဆောင်ကလေးတွေနဲ့အထင်ရှားစွာဖြစ်ပေါ်လိရှိတယ်ဂလီနာရဲ့ထူခြားချက်မှာတည်တာတဲ့လေးချိန်ရှိပါတယ်ဒါဟာလဲသူ့ရဲ့ဒီချိန်သတိစမြင်မှမှုကြောင့်ဖြစ်ပါတယ် ဂရီနာရဲ့ရေချင်းဒိဋ္ဌိဆက်မှာ0.4မှ0.6တွင်ရှိပါတယ်။ဤအရွယ်စားရှိခြင်းကလည်းအဲဤကြောင်းမှာအရွယ်စားတူညီနေတဲ့အခြားတွင်းထွက်တွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အရွယ်စားတူညီတဲ့တွင်းထွက်ချင်းချင်းနှိုင်းယှဉ်ကြည့်မယ်ဆိုရင်ဂလီနာကပုံလေးကြောင်းတွေ့ရပါတယ်။မာစင်ရကြည့်မယ်ဆိုရင်ဂလီနာကအနည်းငယ်ပြော့ပါတယ်။မိုစကီအရာမာစစ်1.5 ဒါရှိကြောင်းတွေ့ရပါတယ်။မှန်ရောင်မှာခဲရောင်မီးနဲ့မိခွေရောင်ပဲဖြစ်ပါတယ်။ဂလီနာစပရာရိုက်တို့မှာတတိယပစ္စည်းနဲ့တော့လေအများဖြင့်တွဲတွေ့ရလိမ့်ရှိတယ်။သို့တော်လည်းအောက်ဆိုက်တတုရိုင်းမှာဆိုရင်တော့တခုစီတိကျဖြစ်ပေါ်လိမ့်ရှိပါတယ်။ဝေမပါတဲ့ဂလီနာကလည်းရှားပါးစွာတွေ့နိုင်ပါတယ်။ခဲကိုတခြားဘစ်မတ်အန်တီမိုဒီတို့နဲ့တွဲဆက်ပြီးတော့တွဲဖက်ပြီးတော့တွေ့ရလိမ့်ရှိပါတယ်။ကဲတတုရိုင်းရဲ့ ပါဝင်နှုံးနေရာတွဲဖက်တွေ့ရတဲ့တွန်းထွက်များပေါ်မှာကွဲပြားလေးရှိပါတယ်။မကဲတတ်သူရဲ့ရာနှစ်မှ300ခိုင်နှုန်းတွေရှိပါကငွေတွဲဖက်ပါမယ်ဆိုရင်စီးပွားဖြစ်ထုတ်ယူနိုင်တဲ့အလားလာရှိပါတယ်။ကဲတတ်သူတိုက်များပြားဟာ600ခိုင်နှုန်းမှ800ခိုင်နှုန်းလောက်သာတွေ့ရလေးရှိပါတယ်။ကျော်ဝါစာကဲကျော်ဝါစာပါဝင်နေတဲ့တတ်သူတိုက်များဆိုရင်200ခိုင်နှုန်းကနေ200ခိုင်နှုန်းအထက်ကျော်ပါဝင်လေးရှိတဲ့ပါ ကြီးပြီးရင်ခဲတုတ်ကိုအဓိကအသုံးများဆုံးဖြစ်ပါတယ်ခဲကိုလျှက်စစ်တူလောင်ပေးတဲ့ဘက်တီများအဓိကသုံးယူကြပါတယ်ယခုခါမှာတော့ပြပြန်မလိုအပ်တော့တဲ့မလိုအပ်တဲ့ခဲတန်ဖြူကယ်ဆီယမ်တထူဆောက်နော်ဘက်တီအိုးတွေအသုံးပြုလာနေကြပြီဖြစ်ပါတယ်ပဝန်းကျင်ခဲစိတ်တင်းမှုကြောင့်တုတ်ဆေးများရောစက်ခြင်းဓာတ်ဆီတို့မှာထည့်သွင်းခြင်းညီမှာလျှော့ချပြီးတော့ ခဲကိုသုံးပြလာကြတယ်ခဲကိုတက်စီမှာထဲသိမ်းသုံးမှုဂျင်ကို20ရာခိုင်နှုန်းဘက်ထရီမှာထဲသိမ်းသုံးမှုဂျင်ကို42ရာခိုင်နှုန်းထိရှိနေစေဖြစ်ပါတယ်အခြားသုံးပြမှုများတော့ခဲပြားနဲ့ခဲပိုက်တကြိုးတွေပေါ်မှာတကြိုးတွေပေါ်မှာအပေါ်လွာနဲ့ကဘာထဲခြင်းဂေးဆက်ပစ္စည်းများနဲ့တထုဖာထဲခြင်းပြုလုပ်ခြင်းများပုံနှိပ်စလုံးများကျင်းညီကိုစားခံတထုများစသည်တို့မှာသုံးမိကြပါတယ် ခဲနီခဲအောက်ဆိုင်များနဲ့ခဲဖြူခဲကာဗွန်နီများကိုအယောင်တင်မှုနေမှာအသုံးပြုကြရလို့ဆိုပါတယ်ခဲအောက်ဆိုင်များကိုဖန်ချက်လုပ်ငန်းတထုချက်ရမှာတက်ကူပစ္စည်းရဘာပစ္စည်းလို့ရဘာလုပ်ငန်းနေမှာအသုံးပြုကြပါတယ်ခဲနိုင်ထွေကိုတော့ဖျောက်မဆိုးလုပ်ငန်းဘုံနီလုပ်ငန်းနဲ့ဘူးသက်စီလုပ်ငန်းနေစတာဒီမှာထည့်သွင်းအသုံးပြုကြပါတယ်ကလီနာကိုတထုအလွိုင်းများများပြုလို့ရမှာထည့်သွင်းအသုံးပြုလို့ရှိပါတယ် ်ဒီနာခဲဟာတက်ရောက်ကြီးထုတ်လွှင့်မှုကိုစုပ်ယူနိုင်တဲ့စွမ်းဂုဏ်သတ္တိရှိပါတယ်ဒါကြောင့်လက်စစ်တားထုတ်ပြီးတဲ့နျူကလ িয়ার ဓာတ်ပိစက်ယုံများမှာတက်ရောက်ကြီးထိန်းချုပ်ရန်အတွက်ဒီနာခဲကိုသုံးပြနိုင်ကြပါတယ်20ရာစုစောစောပိုင်းမှာ ရေဒီယိုချက်ပြတ်ထုတ်လို့မရအောင်ဖမ်းရခံတဲ့အသုံးပြကြပါတယ်ဂလီနာခရက်ခဲတက်တူရဲ့ကင်တွယ်လို့ရပြီမြေသူအထက်တခဲမှုနေရလူတွေအတွက်ခက်စိတ်တစ်စီနေပါတယ်မာနေငါမှာခဲတက်တူထွက်တဲ့ နမကြီးနေရာတွေကတော့ရှမ်းပြည်မြောက်ပိုင်းဘော်ရင်တပ်ထုတွင်နဲ့ရနာသိန်းတပ်ထုတွင်ရှမ်းပြည်တောင်ပိုင်းမှာဆိုရင်ဘော်ဆိုင်တပ်ထုတွင်လို့ဖြစ်ကြပါတယ်ဘော်ရင်တပ်ထုတွင်မှာဘော်ရင်မီးတောင်ကြောက်လာစုများဖြစ်ကြတယ်ဘော်ရင်တူနဲ့ရိုင်အိုလိုက်ပေါ်ဖရီဒီကနေအဲဖြစ်ပေါ်ကြတယ်တပ်ထုအဓိကဆုံးမနေတဲ့ဇုံကတော့ဘော်ရင်တူနဲ့လိုင်မင်းပေါ်ဖရီလို့ဖြစ်ကြပါတယ်ဝေခဲတုတ်တုအဓိကပေါ်ဝင်ကြပါတယ် ဆိုင်မီတောင်ပိုင်းဟဲဦးမြောက်ပိုင်း25မိုင်กว่าဟဲဦးရဲ့မြောက်ဖက်25မိုင်กว่าပေါ်ဆိုင်ဒေတာတတူရရင်ခဲငွေတို့တတူရိုင်တိုက်ကြီးဖြစ်ပါတယ်ဒီတတူရိုင်တိုက်ကြီးမှာဆိုဝန်ပြကြောက်လာစပေါ်ရမှာရှိတဲ့အော်တိုဘီစီယံထုံးကြောက်တွေတဲမှာထွက်ရှိတာဖြစ်ပါတယ်ဒီထုံးကြောက်တွေနဲ့ဒလိုမိုက်တို့ပြောင်းနေတဲ့ထုံးကြောက်တွေတဲမှာရှိတဲ့အเจ้าနေကြောက်ခေါင်းပေါက်များတဲမှာအနီရောင်ကလေးနဲ့ ူဆောင်ရဲ့ဂလီနာတွေကိုတွေ့နေရတာတူဖို့ရတာဖြစ်ပါတယ်။ကမ္ဘာမှာဂလီနာတတ္ထုတက်ကြီးတွေကိုအမေရိကန်၊ဩစတြေးလျ၊ကနေဒါ၊တရုတ်၊ပီရူ၊မက္ဆီကိုနိုင်ငံကြီးတွေမှာတွေ့ရပြီးတော့အဓိကထုတ်လုပ်တဲ့ဂလီနာအဓိကထုတ်လုပ်တဲ့နိုင်ငံကြီးတွေဖြစ်ကြပါတယ်။ဆကွေရဆူနဲ့မှာအမေရိကန်ပြည်တော်စုရဲ့အလစ်နွက်ဟာကေတတ္တုထုတ်လုပ်ရဲ့လုပ်ငန်းကြီးမှာလုပ်ငန်းမှာနာမည်ကြီးခဲ့ပါတယ်။ဒါပြီးတဲ့နောက်မှာဆိုရင်ဂျပန်၊ယူနိုက်တက်ကင်နန်၊ရုရှား၊နောက်ဂျာမနီစတဲ့နိုင်ငံတွေကလည်း ခဲထုတ်လုပ်မှုတွေရှိခဲ့ပါတယ်အခုလို့ဆုံးဖြတ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ